ပွဲတွေမှာစီကန်းနေဥပဒေတွေကျင့်ဝတ်တွေရှိတယ်ဥပမာတစ်ခုပြောရရင်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ကယ်ဆယ်ရေးလုပ်သားတွေ၊လူနာတင်ရင်တွေဆေးရုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာမလုပ်ရဘူးဆိုတာမျိုးပေါ့။ဒါကဥပဒေနဲ့လည်းအတိအကျပြဋ္ဌာန်းထားသလိုကျင့်ဝတ်ပိုင်းအရာလည်းမလုပ်သင့်တာမျိုးစောင့်ထိုင်းရမှာမျိုးပေါ့။ဒါပေမဲ့မြန်မာစစ်တပ်ကတော့ဒီလိုကျင့်ဝတ်တွေကိုလုံးဝမစောင့်ထိုင်းဘဲနဲ့ကယ်ဆယ်ရေးလုပ်သားတွေ၊အရက်သားတွေဆေးဘက်ဆိုင်ရာအဆောက်အအုံတွေဒါတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေရပါပဲ။ အခုကျွန်မပြောပြမယ့်အဖြစ်အပျက်လေးမှာဆိုရင်ကယ်ဆယ်ရေးလုပ်သားတယောက်ကခါတိုင်းလိုပဲကယ်ဆယ်ရေးတွေလုပ်ဖို့ထွက်လာတဲ့အချိန်မှာသူတို့စီးလာတဲ့တက်ချင်ကြီးအမှတ်သားပါတဲ့ကားကိုအဖြစ်ခံခဲ့ရတဲ့အကြောင်းဖြစ်ပါတယ်။ကျွန်တော်နာမည်ကတော့ကိုကလာလို့ခေါ်တော့ဗောနော်ကျွန်တော်ဒီအဖွဲ့မှာတာဝန်ယူထားတော့ဒီမြင်းရှင်တာဝန်ခံအုံအင်းနဲ့တာဝန်ယူထားတယ်ဗောနော်အဲ့ဒီနေ့ကကျွန်တော်တို့မနေ့ကရနောက်ဖက်နေဆင်းလာတော့နောက်ဖက်နေဆင်းလာပစ္စည်းပြန်တယ်မယ်ဆိုရင်တော့ အဲကျွန်တော်တို့ကဒီနည်းဆိုကျွန်တော်တို့ကားနှစ်စီးဆင်းတယ်တစီးပတ်ငားလိုက်ရတယ်ဒီများကားဝန်တော့တစီးကြတော့ကျွန်တော်တို့ကစေလွတ်နေတဲ့ကားပြီးတော့ကျွန်တော်တို့ကကားမှာကျွန်တော်တို့ဘယ်လိုအရုံကကျက်စီနီလန်ဆိုတော့ကျက်စီနီလန်ပိုင်မပြည့်ကြဝန်တော့စစ်ပေါင်းစီကမပြည့်ဘူးမခတ်ဘူးထင်ပြီးတော့ကျွန်တော်ကျက်စီနီလန်နဲ့ဝင်ပြီးတော့တင်လိုက်တယ်တယ်တော့ကျွန်တော်တို့ပရမတ်တစီးကျွန်တော်တို့ကားပေါ်တင်ပြီးဆာနေနေနဲ့တင်တယ်ဆိုင်အလုံး20 30နဲ့အာလူးတွေပါလေစီတွေပေါ့နော်အဲ့ဒါပဲအရင်တည်ထောက်တယ်တည်ထောက်တော့မှကျွန်တော်တို့တနတ်တံပေးတယ်ဗျစပြီးတော့ အနတ်တန်စပ်ပေးတယ်တောက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 ်ဆိုတော့ပြီးတော့သူတို့ကတောင်ပေါ်မှာဒီတောင်ရဲ့ဆုံးမှာဘောနော်အဲဒီတောင်ဆုံးမှာတော့ကျွန်တော်တို့တောင်အောင်ရောက်ရဲ့ချိန်မှာသူကအာဘီဂျင်နဲ့ဂျန်နဲ့ပေါင်းတစီယူနာပြည့်ထဲတာဂျန်နဲ့ကားမတည့်ရသေးဘူးပေါ့ပစ္စည်းမထုတ်ရသေးဘူးအမှန်တော့ပြည့်ထဲပြီးတော့အမှကျွန်တော်ဖုံဆဲလဲမရတော့ဘူးနေလို့ပြည့်ပြီပေါ့ငါတို့တော့လွတ်သွားပြီကံခေါင်းလုံးဘောနော်အောက်မှာရောက်သွားတယ်အဲ့ဒါနေလို့မြန်မြန်ထွက်တော့ဆရာတို့မြန်ထွက်တော့ဆိုတော့မှကျွန်တော်ပဲဟိုကောင်းဆောင်တယောက်ရှိမှတော့ပြောင်းအောင်ပါနော်အဲ့ဒါ သူ့မြင်မြန်ထွက်ခိုင်းအဲ့နဲ့သူကဂလီနဲ့ရောကြံတယ်သူကကောက်ပေါ်မြင်မြန်တဲ့ရောမောင်းထွက်ချင်မှာအမှ60မမလေးနဲ့ရောအဲတနငယ်အဲနဲ့ရောဆက်တနလေးနဲ့ရောလိုက်ဝိုင်းလို့ပြစ်ကြတော့ပါတော့ကျွန်တော်ကနဇီလာလဲနဇီလာပြီးတော့ကျွန်တော်တို့ကတစည်းအရင်ဝိုင်းတင်လိုက်တာလူရင်ရမှမများဘူး10ရောက်လောက်ပဲရှိတော့မြတင်ကြတာတော့အဲ့နဲ့တစည်းပဲအရင်တင်မယ်ပေါ့စစ်တပ်ကရောက်ထဲမှာမရှိပြောတဲ့ပြောပြီးတော့ကျွန်တော်လေးမင်္ဂလာမှာပဲတင်လာတော့ဒီတော့ပေါ်မှာရောက်နေမှမပြီးလိုက်တော့အမှတင်ပြီးတော့ကျွန်တော်တို့အရင်ထွက်လိုက်တာ အရင်ထွက်လို့မထွက်လို့ရှိရင်ကားကြံပြင်အကုန်လုံးစုခံရမှာနော်အဲမတိဘောနော်အဲအရင်ထွက်ချိန်မှာသူကတနတ်တိုင်းပေါ့လားကျွန်တော်တို့ဒီအရင်ပြင်အမှဖဲကကျွန်တော်တို့အကုန်လုံးကအော်ဒီကုံကြီးပေါ့နော်ခုနှစ်ယောက်ပေါ့ရှိတယ်ကာသမားပေါ့လေကာသမားပေါ့လို့ဆိုခုနှစ်ယောက်ခြေယောက်လို့ရှိတော့အမှတကြီးပဲကြံခဲ့တာဒီဟိုဒါကျက်ရှင်ဒီအလံမြင်လို့လဲပေါ့မှာပေါ့သူတို့ပြစ်ထက်တော့လာပို့တော့ဟိုဒါဖြစ်တော့ဒီတိုင်းမဲ့အေးစီကနဲ့ကိုကိုပဲတည်နေကိစ္စမရှိတော့ဘူးထင်တာပဲဒါပေမဲ့ကျက်ရှင်ဒီအလံနဲ့မြင်တော့သူတို့တောင်ပေါ်နေလဲကျက်ရှင်နေနေမြင်ရတော့အမှ ဝိုင်းပြကြတော့ဗောအာကံကောင်းတာကကျွန်တော်တို့အမှညီလေးနှစ်ယောက်နဲ့ဆရာတယောက်နဲ့ကဘာမှမတိခိုက်ခဲ့ဘူးနော်လွတ်လွတ်သွားတော့ဗောနော်တော့ရအနားတိုင်းနဲ့ပြေးရတယ်မြောင်းနေသေးဆင်းပြေးလိုက်မူကလည်းယွာနေတာအားမှာစနိုက်ပါရီလည်းပါတယ်ဒီဘရောနီနဲ့လည်းပြည့်တယ်ဗောနော်ဆက်ကီအဆက်တနတ်နဲ့လည်းပြည့်တယ်တနတ်ငယ်နဲ့လည်းပြည့်တယ်နော်60မမနဲ့လည်း live ထူတယ်အတော်ကဆိုရင်တော့သူတို့လည်းအကံကောင်းသွားတော့ဗောနော်ညီလေးနှစ်ယောက်ကတော့ကိုကလာက movie rescue team မှာအလုပ်လုပ်တယ် သူတို့ဖွဲ့ကစံနေစီရိရိခါတွေကိုလိုအပ်တဲ့ဆစ်ဆောင်မိသားစုတွေစီဝေပေးနေကြဆိုတော့အဲ့ဒီရိခါပစ္စည်းတွေကိုစာတင်ကြောင်းတစ်ကြောင်းထဲမှာတုံလောင်ထားလေးရှိတယ်။အခုကျတော့လာတယ်ကြတဲ့လမ်းမှာကြက်ချီနေအမှတ်သားပါရက်နဲ့ကိုအပြစ်ခံရရတာ။တကယ်တော့သူတို့ကစစ်ဝတ်စုံနဲ့မှုထအောင်အရက်သားတွေကင်ဆယ်ရေးလုပ်သားတွေပဲအဲ့ဒါကိုတော့မှအပြစ်ခံရရတာ။အဲ့လိုမျိုးသူတို့ကောအပြစ်ခံပြီးတော့သူတို့ကပြီးသွားလောက်ပြီးလို့ပဲထင်တာ။ဒါပေမဲ့အချမ်းဖတ်စစ်တပ်ရဲ့လုံရက်တရားအဲ့ညာမှာနေမရက်တော့အောင်။ အဲ့ညနေပိုင်းရောက်မှသူတို့ကစစ်ကြောလုံးလုံးရင်သူဆင်းလာမှရွာသေးဝင်လဲဝင်မှစာတင်ကြောက်မှရှိတဲ့အဆန်လေးဆေးလေးစီလေးပေါ့နော်အဲဒါစီဒီဇယ်ရှိတဲ့နောက်ပြီးပါလို့ကြံနေအဲ့မှာလဲကျွန်တော်ဆန်လေးဆိုလဲအိမ်လုံး80လောက်ကြံနေလို့ပေါ့အဲ့တော့ဟာလေဆိုသူတို့ကအကုန်လုံးဆွဲပေါ်ဦးတော့မီချိုးပလိုက်တာတော့ဆေးဆိုလဲတော်တော်များခဲ့တော့ပေါ့နော်အဲ့တော့ဆိုရင်အဲ့မှာသူတို့အကုန်လုံးပေါ်ပြီးမီချိုးမှနောက်တစ်ခေါက်သူတို့ချိုးမှကျွန်တော်တို့ထင်တာတော့အန်ဒီလွန်ကကျွန်တော်တို့တခြားအဲ့ဒီကြောင်းရဲ့တော့တနေမှာရထားတာဒီမှာတမ်းမြင်လို့တနေတော့မှတွန်းထုတ်လာပြီးမီချိုးလိုက်တယ်တော့ င်ဗျာရွာတဲ့စပယ်ချီဘေးမှာကျွန်တော်တို့ထိုးထားတာအဲ့တော့တို့တို့ထဲကဘေးရောက်မြင်လို့နေမှာပေါ့အမှတို့တရက်ထဲပဲမီးရှို့ခက်လာတော့ကျွန်တော်တို့အသွေးတစ်ခုကအော်ပြောမယ်ဗီဒီယိုဆက်ကားထဲမှာကြည့်ဖူးတယ်ဘောနော်အာ UN ဝင်လာတော့တို့ဘာလို့ဆိုမပြည့်ဘူးကြီးချက်ချင်းဒီပိုင်မပြည့်ဘူးလို့ရောက်တိုင်းပြောကြတယ်ကျွန်တော်တို့တော်လိုင်းစားလို့တဲ့ချိန်ချမ်းမှာမူဘီယက်စကန်တိုင်းတဲ့ချိန်ခါကြကြရကျွန်တော်တို့ရဲ့ အာလူကိုမတ်တစိတ်လည်းမရှိသေးဘူးနော်အဲ့ဒါကကျော်ချက်ချင်နေနဲ့ပဲကျွန်တော်တို့အင်ဂျင်နီယာမချက်ချင်နေစိတ်နဲ့ပဲကဲစိတ်လောက်ခဲ့တော့နော်အဲ့နဲ့ချက်ချင်နေပိုင်တစိတ်ပိုင်မပြည့်ဘူးလို့ပဲတိထားတော့ဘောနောင်ငယ်ငယ်ကလည်းကြီးတဲ့တူများပြောအာလူကြီးတွေလည်းပြောတန်ချားဘူးတယ်ဘောနော်ချစ်ပွဲမှာချက်ချင်နေကောင်းဝင်လာပြီဆိုအဲ့လီအလန်ပါလာရင်တော့အများကြီးရနိုင်ရတယ်ပါညာအမျိုးချားဖူးနောင်တော့ရှိတော့အဲ့ဒီဟာလေးကိုကျွန်တော်တို့တက်တက်မဲ့တိုက်ပြီးတော့ကားပေါ်တင်ပြီးတော့သွားခဲ့လိုက်တော့အမှန်ဆိုရင်ကျွန်တော်တို့ကအလန်ဖြူလောက်ပဲသွားရင်တော့ကိစ္စတော့မရှိတော့သေးဘူးထင်တယ်သူတို့ကဲစိတ်ကားလို့ပဲသူတို့ ဒီစစ်ကောင်စီဖက်ကလည်းသူတို့မဲ့ယူလိုက်မယ်လို့ကျွန်တော်တို့ထင်မိတယ်ဗောနော်ဘယ်လိုဆိုလဲဒါကလည်းသူတို့ကျွန်တော်တို့တောင်းကြည့်နေတဲ့ကားဝင်လာရှိတာမှာပြဿနာလို့နေတဲ့ကားလူကြီးကပြောတာကဲစေးလုံးနေတဲ့ကားကြက်ချီနေအမှတ်သားပါတဲ့ကားကိုမြင်နေရတဲ့ကိုစစ်လက်နက်တွေလက်နက်ငယ်တွေနဲ့ပစ်တယ်။နောက်ပြီးတော့ညနေဆောင်ထိတောင်မှစာတင်ကြောင်းထိလိုက်လာပြီးတော့စံနေစီရီဒီဇယ်တွေကိုမီးရှို့တယ်။တောင်းတောင်းမှရက်ထားတဲ့လူနာတင်ကားကိုတွန်းထုတ်လာပြီးတော့မီးရှို့ပစ်တယ်။ဘလောက်တောင်ရုံမှလိုက်တဲ့လုပ်ရက်တွေလဲ။ နောက်ပြီးကိုကလာကပြောသေးတယ်အဲ့ချိန်တော့အနီးနားတစ်ဝိုက်မှာစစ်ပွဲဖြစ်နေရတယ်မရှိဘူးတဲ့ဒါဆိုစီးရီးပြတ်မှတ်လဲမဟုတ်တဲ့လူအသက်ကြီးတဲ့အရာတွေကိုတော့မဘာလို့ဒီလောက်တောင်ပြတ်မှတ်တာတိုက်ခိုက်ရတာလဲ အဲ့ဒီရှေ့တန်းကတော့သူတို့ပြည်သူတွေအလောက်ထိလောက်အောင်မဲ့မတင်ခဲ့ဘောနော်နောက်မှရစခန်းတိုင်ပြည်တပ်ပွဲတွေတောက်ချောက်ဖြစ်လာတဲ့အခါကျမှသူတို့သူတို့ရဲ့ကြီးရဲ့ share တော့မတိဘောဒါပေမဲ့သူတို့ကရှင်းလာရှင်းအားဖြစ်ကတော့တွေ့တဲ့လူအကုန်တတ်မဲ့တတ်ဖို့ဗာညာအဲ့လိုပဲကျွန်တော်တို့ထင်တာပဲကျွန်တော်တို့ကောင်းအောင်မြင်တယ်သူတို့ပြည့်တယ်ဆိုပြန်အာကျွန်တော်တို့ထင်တယ်အာမင်းလည်းသူတို့ထောင်ချမယ်နေပန်နေဆက်မှာတတ်မယ်ပေါ့အဲ့လိုပေါ့သူတို့ကတော့အတီးရလဲတီးရရပေါ့အရှင်ရရပေါ့သူတို့ကလည်းဒီရဲ့ဆက်နဲ့ပဲပြည့်တယ်လို့ပဲထင်တာပါကျွန်တော်တို့ကကြတော့ တစ်စည်းလောက်လာတယ်ဒီမှာသူတို့စစ်တုံးပန်းမိနဲ့ကျွန်တော်တို့ကယ်ပေးရတယ်ခုပေးရတယ်ကျွန်တော်တို့ကိုယ်တိုင်ထမ်းခဲ့ပေးရတယ်အန်တိုင်အရသူတို့ရဲ့စစ်ကောင်စီရဲ့တပ်သားတွေဘောနော်အဲ့လိုမျိုးတိရှိတယ်ဒါပေမဲ့သူတို့စိတ်ထဲမှာတော့အဲ့လိုမရှိဘူးညင်တော့သူတို့လုံအမျိုးတွေပဲပေါ့သူတို့ကတော့အချင်းညိလက်တတ်မှာပဲကျွန်တော်တို့တော့ကျွန်တော်တို့ဖဲနေတော့စစ်တုံးပန်းဥတီရပဲသွားကြတော့ဘောနော်သူတို့ကကြတော့မဟုတ်ဘူးပေါ့အဲ့လိုမျိုးပေါ့ လူကြီးတွေပြောပြလိုက်ချက်ချင်းဒီပိုင်းမပြူဆိုရဲတွေ့ရနေကျွန်တော်တို့ကောက်ပေါ်မှာအချက်ချင်းမြန်လောင်းကိုကျွန်တော်တို့တစ်စိတ်ကိုအလောင်းချိန်လာတယ်လုံးနဲ့ထောင်လို့ချိန်ပြီးကျွန်တော်တို့ဆရာကမောင်းလိုက်ကျွန်တော်လိုက်ဆင်တယ်ပြီးတော့အင်းတော့ဒီလမ်းကတလားမရသေးဘူးဒါကျွန်တော်တို့ရအောင်တွန်းတဲ့ပြီးတဲ့ရတာအကာဒစီမိုက်ကြီးအိမ်နဲ့ပဲပေါ့နော်ဒစီနဲ့ပဲတုံပြရတော့ပေါ့လူလူလှုပ်ရဲကြီးပဲချဲတော့ကျွန်တော်တို့လည်းနားမလည်ဘူးပြမလို့ဆိုရင် တို့ကတော့မဲမဲမြင်အောင်တော့လုပ်မယ်လို့တော့ကျွန်တော်လည်းတုံ့တက်မိတယ်ဘာလို့ဆိုအချိန်မှာသူတို့ကတို့တော့ထိနာပါခဲ့ပြီဘောနော်သူတို့စစ်ကြောင်းတို့ကြောင်းတော့တော်တော်တင်းရမှာသူတို့ပတ်မောက်ဆုံးဆင်းလာတာမှချော့ချော့ဖြစ်နေတယ်သူတို့တိတိနေတော့လောက်တာပဲဘောနော်ဒါအတော့တမင်တစ်ဆက်လောက်တာလို့ပဲကျွန်တော်တို့တုံ့တက်မိတယ်အာကဲဆိုရေးကားလည်းဖြစ်တယ်နော်ကျက်စီနေမဆေးလည်းပါလာမှန်းလည်းတိတိရဲ့နဲ့ကိုတို့တို့ကတော့ပြစ်ခတ်ခဲ့တယ်လို့ပဲကျွန်တော်တို့ဒါတော့ယူဆရတော့ပါ ဒီလိုမျိုးအရသာစစ်သားလည်းမခွဲခြားကယ်ဆယ်ရေးကလည်းမရှောင်ပဲပြတ်မှတ်ထားတတ်တယ်။ညီမစစ်တပ်နဲ့ရင်ဆိုင်ရတာတော်တော်လေးကိုအန္တရာယ်များမှာပဲဆိုတော့တွေးကြည့်ုံနဲ့တင်သိနိုင်ပါရယ်။အထူးသဖြင့်ကျင့်ဝတ်လည်းမရှိနိုင်ငံတကာဥပဒေတွေကိုလည်းမလိုက်နာတချစ်နေတဲ့စိတ်ပါလဲပြတ်တတ်တဲ့အကြမ်းဖက်စစ်တပ်မှုလို့ပို့ပြီးတော့အန္တရာယ်များနေရတာ။ဒါပေမဲ့ဘလောက်ပဲအန္တရာယ်များနေပါစေကိုကလားတို့ကတော့မမှုပါဘူး။ကယ်ဆယ်ရေးတွေကိုဆက်လုပ်နေတော့မှာပဲ။သူ့လိုကယ်ဆယ်ရေးသမားတစ်ယောက်အနေနဲ့ တော်လိုင်းနဲ့ပတ်သက်လို့ဘယ်လိုမျိုးမျှော်လင့်ချက်တွေများရှိလာမလဲကျွန်တော်တို့ကော်လွန်ဒီတော်လိုင်းမှာတွေ့လာပြီဆိုတော့ကကော်လွန်ကဆွမှုတာပဲဘောနော်ဘိုးဘိုးကလည်းဗာနဲ့အော်ချစ်တယ်မှာပဲတည်မလားပဲမှာတည်နေတော့မတည်ဘူးအဲ့လိုမျိုးဟာကကြောကျွန်တော်ကအကုန်လုံးဆွလုပ်တာပဲမိသားစုကိုလည်းကျွန်တော်တို့ကတော့စကလဲပြောထားတယ်စိတ်မပူနဲ့အကုန်လုံးဖြတ်ထားပါတန်ရုံစင်လေးပေါ့ကျွန်တော်လည်းလို့ပြောတယ်သူတို့ကိုလည်းကျွန်တော်တို့တန်ရုံစင်ရှိဖို့ပေါ့သူတို့လည်းသူတို့ရှင်နေ ်ရှင်ပီအောင်နေကိုလည်းကိုရှင်ပီအောင်နေတယ်တလောက်ပါပဲတော်လိုင်းမှာတော့လည်းမျိုးပေါ့ကျွန်တော်တို့တော်လိုင်းဆက်လို့ဆိုပြီးကိုကိုပြည်နယ်လူမျိုးပို့ရတနိုင်ကံတော့လူမျိုးပို့ရပေါ့နော်ပြီးတော့အဲပြန်လေတော်ရကာလာမာရောကာဆာကော်လိုနောဟိုကော်လိုရဲ့လူရှင်တဲ့ဒီမိုကရေစီပေါ့နော်အဲ့ဒါရောကျွန်တော်မျိုးလင်းရှဲတော့ရှိတော့ကိုကလာကကေစိန်ကြီးတွေလုံရင်နဲ့တော်လိုင်းမှာတတောင်းတနေရနေပါဝင်နေတော့မှာပဲကျမတို့အင်တာဗျူးလုပ်တော့မှာဆိုရင်ကေစိန်ကြီးလုံရင်ရထားတဲ့ဒုက္ခနာကိုကတန်ရာတွေကိုတော့မှပြနေသေးတယ် ူကိုယ်တိုင်ဒဏ်ရာရခဲ့ပြီမဲ့ကယ်လိုက်နိုင်တဲ့အသက်တရာလည်းအများကြီးပဲဆိုတော့သူ့အတွက်တော့ဒီဒဏ်ရာတွေကပြန်ကြည့်လိုက်တိုင်းကိုကိုကိုခုံယူနေရမယ်လို့ထင်ပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကယ်ဆယ်ရေးလုပ်သားဆိုတာစေဖြစ်မဲ့မဟုတ်တဲ့အတွက်ဒီလိုဒဏ်ရာတွေကလုံးဝအောင်မရတတ်ပါဘူး။တကယ်တော့ကယ်ဆယ်ရေးလုပ်သားတွေဆိုတာစေဖြစ်မဲ့မဟုတ်ဘူး။ချက်ချင်းဒီအမှတ်တံဆိပ်ပါတဲ့ကားကလည်းစေဖြစ်မဲ့မဟုတ်ဘူး။လူနာတင်ကားဆိုတာလည်းစေဖြစ်မဲ့မဟုတ်ဘူး။အဲဒါကြောင့်အရသားများသည့်စေဖြစ်မဲ့မဟုတ်ဆိုတဲ့ကျမတို့ရဲ့ campaign ကနေတဆင့် တဦးချင်းတယောက်ချင်းကနေစလို့အားလုံးအမှန်တရားအတွက်အတန်ထွက်ပေးကြဖို့အမှန်တရားဘက်ကနေရက်တီလုံးစော်ပေးကြဖို့တိုက်တွန်းရင်းနဲ့ဒီကံမိတ်မှာပါဝင်မှုဖိတ်ခေါ်အပ်ပါရဲ့ရှင်။